စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်များဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့်အဖွဲ့ဟာမန္တလေးငရင်ကြီးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့နေပြည်တော်ဝန်ထမ်းမိသားစုများနေထိုင်ရေးအတွက်ပြန်လည်နေရာချထားပေးနိုင်မှုဒီကနေ့မနက်ပိုင်းမှာရန်ကုန်မြို့ကိုမိုင်ရှိစိုက်ပျိုးရေးဦးစီးဌာနပိုင်ဝန်ထမ်းအင်အားများငါးလုံငန်းဦးစီးဌာနပိုင်ဝန်ထမ်းအင်အားများလက်လက်အဆောက်အအုံများရုံးခန်းများကိုကြည့်ရှုစစ်ဆေးပါတယ် အဲဒီနောက်ဒုတိယဝန်ကြီးဟာဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဝန်ကြီးဌာနပိုင်လစ်လက်ဝန်ကျန်းအေရများမှဝန်ကျန်းမိသားစုများလာရောက်နေထိုင်မှာကတောက်သုံးရင်လျှက်စင်မီနဲ့လိုအပ်ချက်များအဆင်ပြေလွယ်ကူစေရေးကြိုတင်ပြင်ဆင်ထားကြဖို့ဆွေးနွေးမှကြပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်လိုအပ်ချက်များညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ မန္တလေးငရင်ကြီးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့နေပြည်တော်ဝန်ထမ်းများနဲ့မိသားစုဝင်များရဲ့နေထိုင်မှုအခက်အခဲများဖြေရှင်းပေးနိုင်မှုနဲ့ဝန်ကြီးဌာနရဲ့လုပ်ငန်းများပုံမှန်လက်ပတ်နိုင်ရဲ့အတွက်ဝန်ထမ်းများအားနေပြည်တော်ကောင်စီနေမြေအတွင်းမဖြစ်မနေနေရာချထားပြီးဝန်ထမ်းမိသားစုများအားရန်ကုန်မြို့အတွင်းရှိဝန်ထမ်းအင်အားများမှပြောင်းရွှေ့နေရာချထားမှာဖြစ်ပြီးရန်ကုန်မြို့ရှိဝန်ထမ်းအင်အားများတို့ကြောင်းဖွင့်ရာသီအမီပြောင်းရွှေ့နေရာချထားနိုင်ဖို့ပြင်ဆင်ဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။